ားလုံးပဲမင်္ဂလာပါရှင်ကတုံးမလေး channel ကနေပရိသတ်များကိုကြိုဆိုပါရစေပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့ရွှေငါးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါရှင်ဒီနေ့ပုံမြင်လေးကိုတင်ဆက်မပေးသေးခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့နဲ့ပုံမြင်အစ်စ်တွေတင်နိုင်မှသိနိုင်အောင်လို့ဘေးနားအနုတီဘေးလေးကိုပါနှိပ်ထားပေးခဲ့ပါဦးရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ပုံမြင်လေးကိုစတင်ပြီးတော့တင်ဆက်ပေးပါရမရှင်ဟိုးရှိရှိလုံးကပေါ့ကွယ် မောင်တီပါဆိုတဲ့လယ်သမားတဦးရှိတဲ့ကွယ်မောင်တီပါလေးရဲ့မိဘများကတော့မောင်တီပါလေးငယ်စဉ်တည်းကအဆုံးမသွားကြတယ်တဲ့ဒီလိုနဲ့စင်းရဲလို့နဲ့မောင်တီပါလေးကိုဘယ်ဆွေမျိုးတွေကမှအဖက်မလုပ်ကြဘူးတဲ့တခါတလေမောင်တီပါလေးကအလေသွားရင်လည်းမောင်ထုတ်တက်တာပေါ့ကွယ်ဒီလိုနဲ့မောင်တီပါလေးနဲ့ဆွေမျိုးများထံသွားရောက်ခြင်းမရှိအောင်ပေါ့မောင်တီပါလေးဟာစင်းရဲလို့နဲ့အပြင်ရုံရီကမှစွန့်လို့နာကြောင့်ဘယ်မိကလေးကမှလက်မထက်ချင်ကြဘူးတဲ့ဒါပေမဲ့မောင်တီပါလေးကတော့ ဘဝကိုအပြည့်အစုံမရှိဘဲပျော်ပျော်ရွှင်ရွှင်သာဖြတ်သန်းနေထိုင်တဲ့။မောင်ဒီပါလီရဲ့အိမ်ကရွာပြင်ဘက်မှာရှိပြီးတော့ဘေးမှာအိမ်နီးချင်းမရှိတာကြောင့်တဦးတည်းအေးချမ်းစွာနေထိုင်ရတာပေါ့ကွယ်။ဒီလိုနဲ့တနေ့တော့မောင်ဒီပါလီကယာကင်းနဲ့တွေ့ရင်နင်းနယ်ရောက်တဲ့အခါရေးစားလာတာနဲ့မောင်ဒီပါလီရဲ့ယာကင်းနဲ့မနီမိုးဝေးမှာရှိတဲ့စမ်းကြောင်းလေးကိုတွေ့ပြီးတော့ရေတောင်းမယ်လို့တွေးပြီးမောင်ဒီပါလီလည်းစမ်းကြောင်းဘက်ထွက်လာခဲ့တဲ့။စမ်းကြောင်းလေးအနားရောက်တော့ မောင်တင်ပလီတယောက်ကအလွန်အံ့ဩသွားတဲ့ကွယ်ဘာကြောင့်လဲဆိုတော့ရေစက်နာမှာရွှေအောင်တောက်နေတဲ့ရွှေငါးလေးတကောင်တင်ကျန်နေတဲ့တခြားသူတွေသာဆိုရင်ငါးလေးကိုအားရဝမ်းသာကောက်ယူပြီးတော့ဟင်းအဖြစ်ချက်စားကြမှာပေါ့လေဒါပေမဲ့မောင်တီပလီကတော့ရွှေအောင်ငါးလေးကမတည်သေးရကြောင်းတနာကယူနာတက်ပြီးလှုပ်ပေးလိုက်တဲ့ငါးလေးဟာမောင်တီပအနီးတဝိုင်းမှာခဏလှဲ့ပတ်ပြီးမှရေအောင်ငုံရှိုးသွားတော့တဲ့ကွယ်မောင်တီပလီလည်း ငါးလေးပြောက်သွားတာကိုငေးကြည့်ပြီးမှရေးတော့ပြီးရာခင်းထဲကိုပြန်ခဲ့ကြတာပေါ့တခုတော့ညာချန်လေးမှာမိုးရီအဆက်မပြတ်တဲထန်စွာနဲ့ရွာသွန်းနေတဲ့မောင်ဒီပလေးလည်းအေးလုံးလာကြောင်းစောင်းထဲမှာကွေးလို့နေတော့တာပေါ့အဲ့ဒီချိန်မှာအရှိယနေတကားခေါတန်ကိုထူးဆန်းစွာနဲ့ကြားလိုက်ရတော့တဲ့ကွယ်ပုံမှန်အားဖြင့်ဆိုရင်မောင်ဒီပလေးအိမ်ကိုနေခင်းမှမှာတော့ဧည့်သည်လာလိမ့်မရှိဘူးတဲ့ အခုတော့ညာကြီးအခြေတကားလာခောက်နေပေါ့အရဆိုရင်တော့ခင်ရီသွားအင်းတဲ့ဖြစ်မယ်လို့ထင်မှတ်ပြီးတော့မောင်တီပါလေးလည်းတကားဖွင့်ပြီးလိုက်တော့တာပေါ့တကားဖွင့်လိုက်တာနဲ့ကောင်းမလေးတယောက်နဲ့အဖွားဝတယောက်ကိုတွေ့လိုက်ရတဲ့အပြင်မှာကမူးတွေအဆက်မပြတ်ရွာသွန်းနေရကြောင်းမောင်တီပါလေးလည်းအတွင်းဝင်ရောက်နာဖို့အတွက်ပြောကြလိုက်တော့တာပေါ့အထဲရောက်တာနဲ့စိတ်မကောင်းစရာပါပဲကွယ်ကောင်းမလေးရဲ့အဖွားကအပြင်းထန်ဖျားနေရကြောင်းအေးအေးမိပြီးတော့အချင်းကြီးကပူဆိုးရွာလာတော့တဲ့ မော်တီဗာလီနဲ့သူ့ထံမှာရှိသမျှစေဝါးတွေအကုန်ထုတ်ပေးပြီးတော့ရင်းနှီးတဲ့ဆံမြုပ်တွေကိုကြိုပေးနေတာပေါ့လေမော်တီဗာလီကစေကူတာပေးနေပြီမဲ့အဖွားဦးကမနဲ့မလင်းခင်မှာပဲစုံမကွင်းလို့သွားလို့တဲ့ကွယ်အဖွားကမသိဆုံးရင်မော်တီဗာလီကိုသူ့မရဲ့မိလေးကိုစောင့်ရှောက်ပေးဖို့အတွက်တောင်းပန်ထားခဲ့တဲ့မော်တီဗာလီလည်းမနဲ့လင်းနာနဲ့အဖွားဖြစ်သူကိုကောင်းမွန်စွာကြိုပေးလိုက်တော့တာပေါ့ကွယ်ပြီးတော့မှကောင်းမလေးကိုအကျိုးကြောင့်မင်းမြန်ရလို့တာပေါ့ ကောင်မလေးကသူ့မဟာတခြားနယ်မှာပြောင်းလာရကြောင်းအဖွားဖြစ်သူကဒီရွာမှာသူ့ရဲ့ဆွေမျိုးရှိတယ်ဆိုတာကြောင့်အဖွားနဲ့အတူလိုက်ခဲ့ကြောင်းပြောဆိုတာတဲ့ဒီတော့မောင်တီပလေးကလည်းသူ့မအမျိုးတွေရဲ့အမည်နာမတွေကို သိပါသလားလို့မေးမြန်းလိုက်တာပေါ့အဲရီကာကောင်မလေးကအဖွားဖြစ်သူကမပြောပြထားကြောင်းပြန်နေဖြေချတဲ့တနာချင်နာတက်တဲ့မောင်တီပလေးကကောင်မလေးရဲ့အမျိုးတွေကိုမတွေ့မချင်းတဲခုနေထိုင်နိုင်ကြောင်းပြောကြားလိုက်တဲ့ကွယ်သူကောင်မလေးရဲ့နာမည်က ချောဆက်နွယ်လို့ခေါ်တဲ့ကာမလေးရနာမည်နဲ့လိုက်အောင် အလုံးချုံမလှပလုံးတဲ့ကွယ်ချောဆက်နွယ်လေးကမောင်တီပါလေးရခင်းနဲ့တော့ကျိအိမ်မူကိစ္စတွေကိုစောင့်ရထားတဲ့တဲ့မောင်တီပါလေးလည်းအိမ်ပြန်ရောက်တဲ့အခါအေးရလုတ်တွေပြီးစီးနေပြီဖြစ်ကြောင်းတွေ့ရတော့လာပေါ့ဒီတော့မောင်တီပါလေးကအေးလုတ်တွေကမိမိလုံနေကြဖြစ်တာကြောင့်ပြုလုပ်မထားဘူးတားမြစ်ပေမဲ့ချောဆက်နယ်လေးကသူမလည်းကူညီလို့ကြောင့်ခဏခဏပြောနေရကြောင့်မောင်တီပါလေးကခွင့်ပြုလိုက်တော့တာပေါ့ကွယ် ဒီလိုနဲ့အနေကြလာတဲ့အခါမော်တီဗာလေးနဲ့ချောဆက်တွေတို့တဦးနဲ့တဦးမြစ်တာမျှပြီးတော့လက်ထပ်လိုက်ကြတော့တဲ့ကွယ်မော်တီဗာတို့ရွာလေးကစောင်းရသေးရောက်ရင်နင်းနေအဆက်မပြတ်ကြနေတတ်တာကြောင့်အလုံးမဖြစ်ဘူးပေါ့စိုက်တညာတီးနေနေလေစီးနင်းနေဖုံးလွှမ်းတတ်တာကြောင့်ပျက်စီးကုန်နေရဲ့ဒါကြောင့်စောင်းရသေးအတွက်နွေရသည်နဲ့မူရသည်တွေမှာကြူပြီးတော့စူးစောင်းထားရတဲ့ကွယ်ဒီနေ့တော့စောင်းရသည်ကမော်တီဗာတယောက်တည်းမဟုတ်တော့ဘဲနဲ့ ဇနီးဖြစ်သူချောဆက်နေပါရှိနေရကြောင်းစောင်းရသည်မကုံဆုံးမီရိတ်ခါရီကကုံသွားတော့တဲ့ကွယ်ဒီတော့မောင်တီပါလေးလည်းဘာလို့ရမနေလို့တွေးနေတော့ပေါ့အဲ့ဒီတော့ဇနီးဖြစ်သူကရွှေတင်ငါပြတချို့ထုတ်ပေးပြီးတော့စားစရာဝယ်ခဲ့ဖို့ပြောလိုက်တဲ့ကွယ်အထမတော့မောင်တီပါလေးလည်းဇနီးဖြစ်သူကရွှေတင်ငါတွေကိုမြေသိနေရမှာရတာကိုသိလို့ခြင်းမရှိဘူးတဲ့ရွှေတင်ငါတွေကိုဇနီးဖြစ်သူကမကြာခဏပေးတတ်တဲ့ အရိခါကြတော့မော်တီဘလီလည်းသိကျင်လာလို့တာပေါ့။တနေ့မှမော်တီဘလီကဒီရွှေတင်းကားတွေကိုဘယ်ရရပါသနည်းလို့မေးရတဲ့။ဇနီးဖြစ်သူကကြွေးဝိုက်ပြောပြီးတော့ရွှေတင်းကားတွေကိုဘယ်နေရာမှာရတယ်လို့မဖြေချဘူးတဲ့။တဖြည်းဖြည်းနဲ့မော်တီဘလီကရွှေတင်းကားကိစ္စကိုမပြောက်သွားလို့တာပေါ့။နောက်တနေ့ရောက်တဲ့အခါမော်တီဘလီနဲ့ဇနီးဖြစ်သူချောဆက်နှွေးတို့မှသနည်းတယောက်ဖွားမြင်နေတဲ့။ အမီလီရဲ့နာမည်ကိုတော့ရင်သူစန်းလို့ပေးထားတဲ့ကွယ်။တမီးဖြစ်သူအဖေဦးတီပါနဲ့မတူပဲအမေဖြစ်သူဒေါ်ချောဆန်းနေနဲ့တူတာကြောင့်ချောမောလာပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့။ဒီနေ့မှတမီးဖြစ်သူရင်သူစန်းလေးကအပြင်းထန်ဖျားတဲ့ထိုအချိန်ကရာခင်းသိမ့်စိန်မဟုတ်တာကြောင့်မောင်တီပါမှဆေးကုစရာတပြားမှမရှိရှာဘူးပေါ့။ရွာထဲမှာတွားရောက်ချင်းကားပေမဲ့ချင်းကားမဲ့သူမရှိရကြောင့်ဦးတီပါလည်းအလွန်စိတ်ညစ်နေတော့တာပေါ့။အဲရီကဇနီးဖြစ်သူဟာ မိမိစေကုသစရဲ့ရရှိအောင်ဆောက်ရွက်ပေးပါမယ်တဲ့ဒါပေမဲ့သူမကစေကုစရဲ့ရအောင်လှုပ်ဆောင်နေစဉ်ဥတီပါက လုံးဝမျက်လုံးဖွင့်မကြည့်ဘူးဂတိတောင်းနေတဲ့ဒီတော့ဥတီပါလည်းတမီးလေးကိုစိုးရိမ်နေရကြောင့်ဖွင့်မကြည့်ပါဘူးလို့ဂတိပေးလိုက်တယ်တဲ့အဲရီကာဇနီးဖြစ်သူကမိမိရဲ့မူလအသွင်ကိုပြန်ကဘိုက်ထဲမှာရွှေရင်းငါးပြားတွေကိုဗဇက်ကနေအန်ထုတ်နေတဲ့ကွယ်အစားကတော့ဖွင့်ကြည့်ဖို့စမ်းသပ်မရှိပေမဲ့ဥတီပါရဲ့မျက်လုံးတွေထဲမှာ ဝင်းလက်တဲ့အယောင်မာတွေတွေ့နေရကြောင်းဥတီပါလည်းမနေနိုင်ပဲမျက်လုံးဖွင့်ကြည့်လိုက်တော့တဲ့အဲရီခာမိမိရဲ့ဇနီးဖြစ်သူဟာတခါကဥတီပါလှုပ်ပေးလိုက်တဲ့ရွှေငါးလေးဖြစ်နေရကြောင်းဥတီပါလည်းအံ့ဩလုံလို့ပါဇက်မှဟင်ကနေထွက်သွားတော့တဲ့ဒီတော့ဇနီးဖြစ်သူဟာရွှေရင်းငါးတွေကိုပေးပြီးတော့အိမ်ထဲမှာပဲပျောက်ကွယ်သွားတော့တဲ့ကွယ်ဥတီပါလည်းတမီးဖြစ်သူကိုစေးစရာကြီးတန်းကုသပေးပြီးတော့အိမ်ပြန်ကဇနီးဖြစ်သူကိုရှာဖွေပေးမယ်မတူရတော့ဘူးတဲ့ ဇနီးဖြစ်သူငါမလေးကိုစားတွေ့ခဲ့တဲ့စံကြောင်းလေးအနီးမကြခဏသားရောက်ရှာဖွေပေမဲ့လည်းဇနီးဖြစ်သူကိုမတွေ့ရတော့ဘူးတဲ့ဒီလိုနဲ့ဥတီပါလေဇနီးဖြစ်သူရှင်ငါမလေးကိုဆုံရှုံလိုက်ရတာကြောင့်နောင်နာကြီးစွာရသွားတော့တာပေါ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်မောင်လေးညီမလေးတို့တွေလည်းဒီပုံမြင်လေးကိုနားထောင်ပြီးတော့ဥတီပါလို့ရာလေဘဝလေးကိုအပြစ်မတင်မနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကူညီကြရမယ်နော်ပြီးတော့ ဥတီပါကြီးလိုဂရိမတီရဲ့သူတွေမဖြစ်အောင်လို့ကြိုးစားပြီးတော့နေကြရမယ်နော်။အခုလိုမျိုးစိတ်ဝင်စားဖို့ရကောင်းတဲ့ပုံမြင်ဇာတ်လမ်းတွေကိုနားဆင်ခြင်းနဲ့ Small Red Channel လေးကို Like and Subscribe လေးလုပ်ထားပေးပါအောင်ရှင်။ဒီနေ့ပုံမြင်လေးကိုလည်းနားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။